ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီညမှာကျင်းပခဲ့တဲ့ Sammy Super Fight ပြိုင်ပွဲမှာကျွန်တော်တို့ရန်မာဖိုင်တာလှဝင်းဖွဲ့ထုတ်ခဲ့ရပါတယ်ခင်ဗျာဒီပြိုင်ပွဲမှာလှဝင်းကိုအသက်18နှစ်အရွယ် Time Fighter လေး Center An နဲ့ဖွဲ့တည်ပေးတာဖြစ်ပါတယ်ခင်ဗျာ Center An ဟာအရာမောင်းမြင်ပါတယ်ရှီယန်နဲ့တန်ရှိတယ်အဲ့အသာချက်တွေကိုအသုံးပြုပြီးတော့သူကလှဝင်းကိုအနိုင်ယူစူးစမ်းခဲ့တယ်ဒါပေမဲ့လှဝင်းကအသက်အပြည့်32နှစ်ရှိနေဖြစ်သလိုပွဲထိုးတဲ့ပိုင်းမှာလည်း စင်တာတက်အများကြီးတာနေတယ်ခင်ဗျာဒီတော့စင်တာဟာထင်နိုင်အောင်ပေါက်ခဲ့ဘူးပထမပွဲကြီးအစပိုင်းလောက်မှာပဲသူဒီသူတင်ကိုနေကစားနိုင်ခဲ့တယ်ပထမပွဲကြီးပြီးဆုံးကာနေချိန်ကစပြီးတော့စင်တာဟာအောက်စီကိုရောက်သွားခဲ့တယ်ခင်ဗျာဒီတော့ဒီပြိုင်ပွဲမှာအငင်းပွားစရာဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒါတော့ဒုတိယပွဲကြီးမှာဖြစ်လာခဲ့တာပါ Time Fighter လေးစင်တာနဲ့ကျွန်တော်တို့မှာ Fighter လှဝင်နှစ်ယောက်ပူးကပ်ပြီးထိုးတဲ့အချိန်မှာ စင်တာက အပါတဲ့ဒုတိယချက်တစ်ချက်ပြစ်လွတ်လိုက်တယ်။ဟုတ်ကဲ့အဲ့ဒုတိယချက်ကဘယ်လိုသွားထီလဲဆိုတော့လှဝင်းရဲ့မတော်ရနေရပေါင်ခွားကြောက်ကိုသွားထီတယ်။သွားထီတော့ချက်ရှင်းဆိုတယ်လို့ပဲလှဝင်းကပုံရိပ်သားလဲကြသွားတယ်။အဲ့တော့ဂျိုဝမ်ကျမ်းမင်ထမဆန်းဆန်းကြီးလဲနေတဲ့လှဝင်းကိုဂျိုဝမ်တို့ဘေးမှာရှိတဲ့ဆေးမှုတွေကျမ်းမိုက်တောင်ကနေလာပြီးတော့စစ်ဆေးတယ်ပေါ့။စစ်ဆေးပေမဲ့မတက်တာဘူးပွဲဆက်ထုတ်ကအဆင်မပြေဘူး။အဲ့အချိန်မှာဂျိုဝမ်တိုင်လူကြီးက9မိနစ်အချိန်ပေးတယ်။ပေးပြီးတော့လှဝင်းကအဲ့ပါပေါင်ခွားတာခွားတာနဲ့ ကျိုးဝိုင်းကနေဆင်းရောက်ကိုဆင်းဆင်းပြီးတော့အဲ့မှာပြည်သူဆောင်ချမှုတွေခံယူတယ်။ဒါမှမဟုတ်တတ်တာမလားဘူး။တတ်တာမလားတဲ့အတွက်နောက်ဆုံးမှာသူပွဲဆက်ထိုးအစဉ်ပြောတဲ့အကြောင်းနှောင်းဝင်းကနေကျိုးဝိုင်းတိုင်လို့အတိပေးလိုက်တယ်ပေါ့လေ။ဒီတော့တကယ်မှဆိုရင်တစ်ဖက်က time fighter လေးစဉ်းတဲ့ငါပြစ်ဒဏ်ကျူးလွန်တာဖြစ်တယ်ခင်ဗျ။ပြစ်ဒဏ်ကျူးလွန်တယ်ဆိုတော့ပွဲကိုရပ်ဆိုင်းလိုက်ရမှာ။ time အဲ့လိုဖြစ်မလားဘူး။ပြန်ဝဲကျင်းမှသူနေကျွမ်းတိုင်လူကြီးတို့ကဒီစင်းတန်းကိုကျွမ်းအလဲကိုခေါ်တယ်ခေါ်ပြီးတော့ နာရရှိသူဖြစ်သတ်မှတ်ပေးလိုက်တယ်။ဆက်ရှင်မဲ့ဟိုသူ့ရဲ့လက်ကိုကမ်းမှတ်ပြီးတော့အလဲထိုးနဲ့အနာရရှိသူဖြစ် Time Fighter လေးကိုသတ်မှတ်ပေးတာမြင်လာတယ်ခင်ဗျ။အဲ့တော့ကျွန်တော်တို့တော့ကိုအားအသင်သွားခဲ့တယ်။ဟာတကယ်ဆိုရင်ဒီပွဲကအဲ့လိုဖြစ်ရမှာမဟုတ်ဘူး။ပွဲကဆက်ထိုးလို့မရတော့ဘူး။ Time Fighter လေးကပြစ်ဒဏ်ကျူးလွန်တာဖြစ်တယ်။ပွဲကဖြတ်သိမ်းရတဲ့အစင်းနဲ့ကိုထည့်ရမှာအဲ့လိုထင်ခဲ့တာလေ။ဒါပေမဲ့ဖြစ်မလာခဲ့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ရဲ့မဖိုက်တာလှဝင်အောင်ဒီနေ့မှအဲ့လိုအငင်းပွားခွဲရအရှိအနေနဲ့ ရှုံးနေသွားခဲ့ရတယ်ဆိုတော့ပြည်သက်တွေသိရှိအောင်တင်ဆက်ပြရလိုက်တာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအပြည့်ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ